ဒီနေ့ဖတ်ပြပေးမယ်အကြောင်းအရာလေးတွေကိုလည်းသိချာလိုက်ပြီးတော့နားထောင်ပြကြပါအောင်ရှင်။လူတွေဟာအချိန်တိုင်းမှာတစ်ခါခုတော့ရှာနေကြသူတွေပါ။မရှိတဲ့သူတွေကလည်းရှိအောင် ရှာနေကြပါတယ်။ရှိတဲ့သူတွေကလည်းပိုလို့ရှိအောင်ရှာနေကြပါတယ်။ဒီအချိန်မှာဘာတွေရအောင်ရှာရမလဲဆိုရင်ပညာရအောင်ရှာရပါမယ်။ အခုမရှာရင်နောင်ရှာဖို့ဆိုတာခက်ခဲနိုင်ပါတယ်ဒီအချိန်မှာဥစ္စာရအောင်ရှာထားရပါမယ်အခုမရှာရင်နောင်ရှာဖို့ဆိုတာခက်ခဲနိုင်ပါတယ်ဒီအချိန်မှာကုသိုလ်ရအောင်ရှာထားရပါမယ်အခုမရှာရင်နောင်ရှာဖို့ဆိုတာခက်ခဲနိုင်ပါတယ်။အဝင်းကျင်ကောင်းရအောင်ရှာထားရပါမယ်။အခုမရှာရင်နောင်ရှာဖို့ဆိုတာခက်ခဲနိုင်ပါတယ်။ လူတယောက်တိုးတက်မှုဆုပ်ယုပ်မှုဆိုတာသူ့ရဲ့အသည့်အမြင်ကျင်းတာသူ့ရဲ့အသည့်အမြင်ကျေတာနဲ့အများကြီးသက်ဆိုင်ပါတယ်အသည့်အမြင်ကျင်းသူကအကောင်းပြောတာအကောင်းလုပ်တာကိုမကောင်းလို့ပဲလက်ခံတတ်ပါတယ်အသည့်အမြင်ကျေသူကအကောင်းပြောတာအကောင်းလုပ်တာကိုအကောင်းလို့လက်ခံတတ်ပါတယ်အသည့်အမြင်ကျင်းသူကဘာပဲလုပ်လို့ရှေ့ကိုတထွာလောက်ပဲကြည့်တတ်ပါတယ်အတိအမြင်ကျဲသူကဘာပဲလုပ်လို့ရှေ့ကိုအများကြီးကြည့်တတ်ပါတယ်အတိအမြင်ကျင်းသူက အလုတ်ကိုတနက်စာပဲလှုပ်တက်ပါတယ်အတိအမြင်ကျဲသူက သူ့အလုတ်ကိုတသက်စာလုံးအတွက်လှုပ်တက်ပါတယ်အတိအမြင်ချင်းရင် ဘဝကျင်းမြောင်ဆုပ်ယုပ်တတ်ပါတယ်အတိအမြင်ကျဲမှဘဝတိုးတက်ကမြင့်မားတတ်ပါတယ်စိတ်ဆိုးစိတ်ယုတ်ဝေးရင်အများအပယ်ခံရတတ်ပါတယ်စိတ်ကောင်းစိတ်မြတ်ဝေးမှအများယုံကြည်မှုခံရတတ်ပါတယ်စိတ်ဆိုးစိတ်ယုတ်ဝေးရင်အများမုန်းခြင်းခံရတတ်ပါတယ်စိတ်ကောင်းစိတ်မြတ်ဝေးမှ အများရှိရှင်ခံရတတ်ပါတယ်စိတ်ဆိုးစိတ်ယုတ်ဝေးရင်ယခုဘဝဆိုးတက်မွဲတတ်ပါတယ်စိတ်ကောင်းစိတ်မြတ်ထားမှာ ယခုဘဝကောင်းတက်မြတ်တက်ပါတယ်စိတ်ဆိုးစိတ်ရုပ်ဝေးရင်နောင်ဘဝအပယ်ငရေတွားရောက်ရတတ်ပါတယ်စိတ်ကောင်းစိတ်မြတ်ထားမှနောင်ဘဝအမတနိဗ္ဗာန်ရောက်ရတတ်ပါတယ်စိတ်ဆိုးစိတ်ရုပ်မွေးထားမလားစိတ်ကောင်းစိတ်မြတ်မွေးထားမလားသင်ဘလို့စိတ်ကိုမွေးထားမှာလဲလူရဲ့လို့ဖြစ်လာတဲ့အခါကိုကိုလိုအပ်သူတွေရှိသလိုမလိုအပ်သူတွေလည်းရှိတတ်ပါတယ်ကိုကိုရှိတဲ့သူတွေရှိသလိုမုန်းတဲ့သူတွေလည်းရှိတတ်ပါတယ် ကိုကိုကြီးမွားတဲ့သူတွေရှိသလိုကြီးမရတဲ့သူတွေလည်းရှိတတ်ပါတယ်ကိုကိုအားပေးသူတွေရှိသလိုအားမပေးတဲ့သူတွေလည်းရှိတတ်ပါတယ်ကိုကိုတိုးတက်စေခြင်းတဲ့သူတွေရှိသလိုပျက်စီးစေခြင်းတဲ့သူတွေလည်းရှိတတ်ပါတယ်ကိုကို ကောင်းစေခြင်းတဲ့သူတွေရှိသလိုမကောင်းစေခြင်းတဲ့သူတွေလည်းရှိတတ်ပါတယ်ကိုကိုဝမ်းသာအားရတဲ့သူတွေရှိသလိုမနာလိုတဲ့သူတွေလည်းရှိတတ်ပါတယ်ကိုကိုကူညီတဲ့သူတွေရှိတတ်သလိုတိုက်ခိုက်တဲ့သူတွေလည်းရှိတတ်ပါတယ်အမုန်းစကားနဲ့မနာလိုအကောင်းမမြင်သူ ူတွေကိုကိုယ့်ဘက်ကအမုံမဖက်မြေတားတက်တက်နဲ့အပြုံးလေးပေးနိုင်အောင်စူးစမ်းကနေထိုင်ပါ စာနာစိတ်ဆိုတာအရာရာမှာ ကိုချင်းစာကထောက်ထားငဲ့ညာခြင်းသဘောပါ ကိုက လူကြီးဖြစ်လာတဲ့အခါလူငယ်တွေအပေါ်စာနာစိတ်လေးထားပေးပါကိုကဆရာဖြစ်လာတဲ့အခါတပည့်တွေအပေါ်စာနာစိတ်လေးထားပေးပါ ကိုကခေါင်းဆောင်ဖြစ်လာတဲ့အခါကိုလက်အောင်ငယ်သားတွေအပေါ်စာနာစိတ်လေးထားပေးပါ ကိုကယာရူးကြီးလာတဲ့အခါယာရူးငယ်သူတွေအပေါ်စာနာစိတ်လေးထားပေးပါကိုကအလုတ်ရှင်ဖြစ်လာတဲ့အခါအလုတ်သမားတွေအပေါ်စာနာစိတ်လေးထားပေးပါ ရှမ်းသာလာတဲ့အခါစင်ရယ်နွမ်းပါသူတွေအပေါ်စာနာစိတ်လေးထားပေးပါ ကိုကအောင်မြင်လာတဲ့အခါမအောင်မြင်သူတွေအပေါ်စာနာစိတ်လေးထားပေးပါ ကိုကအမြင့်ရောက်နေတဲ့အခါအောက်မှာရှိတဲ့သူတွေအပေါ်စာနာစိတ်ကလေးထားပေးပါ ကိုကအစဉ်ပြေတဲ့အခါအစဉ်မပြေတဲ့သူတွေအပေါ်စာနာစိတ်လေးထားပေးပါ အရှင်းရှင်းလိုချင်နေတာ လိုအပ်နေတာစာနာစိတ်ကလေးပါ စာနာစိတ်ကလေးဟာအရာအားလုံးကိုငြိမ်းအေးစေတာအမှန်ပါ ကျေးဇူးအများကြီးတင်ပါတယ်ရှင်